ကျွန်တော်ဒီနေ့ပြောကြားသွားတဲ့အကြောင်းအရာတွေကတတိထားပြီးအရေးကြီးပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးနှစ်ခုကိုမှတ်မိလားကျွန်တော်သိချင်ပါတယ်။နံပါတ်1အချက်ကတော့လေဖြတ်ပြီးဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပေါ်ပေါက်တက်တယ်လဲဆိုတာတတိယမှတ်မိပါရဲ့လားခင်ဗျာဒုတိယတစ်ချက်ကတော့လေဖြတ်တာကိုဘယ်လိုအချက်လက်တီနဲ့ကာကွယ်လို့ရတယ်ဆိုတာမှတ်မိပါသလားခင်ဗျာ ကျမ်းမာတော်မူကြပါသားခင်ဗျာကျွန်တော်ကတော့ဒေါက်တာလျံဝင်းစိုးဖြစ်ပါတယ်အထွေထွေယောဂအထုကုသမားတော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုပြောချင်ပါတယ်အခုကျွန်တော်စပြောကြရဲအချိန်အဖြစ်ဆိုလို့ရှိရင်တော့၁၀စက္ကန့်လောက်ရှိပြီပေါ့ဒီ၁၀စက္ကန့်အတွင်းမှာကဘာအောင်မှာလူဘလူသားပေါင်းတန်း6000တည်းက၃ယောက်လောက်ကတော့လီဖြက်ယောဂဖြစ်ပြီးတော့အိယာတွေလဲသွားပါပြီ မှန်ပါတယ်လေဖြတ်ယောဂါဟာအတလောက်ကိုအန်တီရည်ကြီးပါတယ်ပြီးရင်ကဘာပေါ်မှာ20စက္ကန့်တိုင်း20စက္ကန့်တိုင်းမှာလူတစ်ယောက်တစ်ယောက်ကလေဖြတ်ဝေဒနာကိုရုတ်တရက်ချက်ချင်းခံစားနေရပါတယ်ဒါကြောင့်မလို့လေဖြတ်ယောဂါဖြစ်လာပြီဆိုလို့ရှိရင်လေဖြတ်ယောဂါဖြစ်ပြီဆိုတဲ့အကြောင်းကိုသိချာသိဖို့လိုပါတယ်ဒီလိုမျိုး လေဖြတ်ယောဂါသိဖို့အတွက်ကိုကျွန်တော်အခ္ခရာလေးလေးလုံးနဲ့ရှင်းပြခြင်းပါတယ် မြက်လက်တန်ချိအခရာလေးလေးလုံးရှိပါတယ်မြက်ဆိုတာတော့မျက်နှာကိုဆိုလိုတာပါလေဖြတ်တဲ့သူဟာမျက်နှာတစ်ချမ်းချက်ချင်းဆိုသလိုရွဲ့သွားတတ်ပါတယ်လက်လက်ကတော့လက်မောင်းကိုပြောတာပါလေဖြတ်တဲ့သူဟာလက်မောင်းတစ်ဖက်ကမလိုမရလှုပ်လို့မရချက်ချင်းဖြစ်တတ်ပါတယ်တန်လေဖြတ်တဲ့သူဟာစကားပြောတာဘလုံးပထွေးချက်ချင်းဖြစ်သွားပါတယ်အတန်မထွက်တော့ဘူးဖြစ်သွားပါတယ်အဲ့ဒါလိုမျိုး မြက်လက်တန်ဖြစ်ပြီဆိုလို့ရှင်အချိန်မီသူ့ကိုစေးယုံစီကံကိုအမြန်ပို့ဆောင်မှုလိုပါတယ်ဒါကတော့လေဖြတ်ယောဂါကိုချက်ချင်းသိပြီးတော့ချက်ချင်းပို့နိုင်မှုအတွက်ပြောကြားခြင်းဖြစ်ပါတယ်အခုလိုမျိုးအရေးကြီးတဲ့လေဖြတ်ယောဂါမဖြစ်ခင်မှာကာကွယ်ဖို့အတွက်နီလန်းနေရှိပါတယ်အဲ့ကာကွယ်ဖို့အတွက်နီလန်းနေရတော့၃ချက်ရှိပါတယ် ပထမတစ်ချက်ကတော့သွေးတူသွေးတူအတွက်ကိုသွေးပောင်ပုံမှန်ချိန်ရမှာ ဖြစ်ပါတယ်သွေးပောင်ပုံမှန်ချိန်ခြင်းအားဖြင့်လေကျွန်တော်တို့လေဖြတ်ယောဂါကိုကာကွယ်နိုင်ပါတယ်ဒုတိယတစ်ချက်ကတော့သွေးတွင်းတကြားတက်ဖြစ်ပါတယ်အဲ့ဒီသွေးတွင်းတကြားတက်ကိုလေအမြဲတစေချိန်ပြီးတော့ကကြတော့စောင့်ရှောက်ကာကွယ်ရမှာ ဖြစ်ပါတယ်သွေးတွင်းတကြားချက်ကိုချိန်တဲ့အခါမှာလက်ထိတ်ကိုဖောက်ပြီးတော့ကကြတော့သွေးတွင်းတကြားတက်ချိန်တာအပြင်ကို နီးစက်ရဆရာဝန်နဲ့ပြတာပြီးတော့ကကြတော့ပေးတွင်တကြားတဲ့အနှစ်ချုပ်လို့ခေါ်တဲ့ HbA1c ကိုစိတ်ချရတဲ့တခွဲခန်းဒီမှာသွားရောက်စစ်ဆေးမှုခံယူတာလေကောင်းပါတယ်တတိယနဲ့နောက်ဆုံးတစ်ချက်ကတော့သွေးတွင်းအဆီဓာတ်ဖြစ်ပါတယ်သွေးတွင်းအဆီဓာတ်ကိုတော့သွေးပောင်တိုင်းတလူမျိုးလက်ထိတ်ကတကြားတဲ့ဖောက်တလူမျိုးမရနိုင်ပါဘူးစိတ်ချရတဲ့ တက်ခွဲခန်းမှာသွားပြီးတော့သွေးတွင်းအစီဓာတ်ကိုကျွန်တော်တို့ချိန်ပြီးတော့ကကြတော့စောင့်ရှောက်အောင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောတဲ့အကြောင်းအရာတွေကလေဖြန့်ယောဂါဟာအင်မတန်အန်တီရမီရတဲ့ရုပ်တရည်ဖြစ်တတ်တယ်။နှစ်စက္ကန့်မှာတစ်ယောက်ကိုပဲဖြစ်နေတာဖြစ်တယ်။လေဖြန့်တာကိုသိနိုင်ဖို့အတွက်မြက်လက်ပန်ချိန်ဆိုတဲ့အချက်တွေနဲ့လေဖြန့်တာကိုချက်ချင်းသိပြီးကုသအောင်မှာဖြစ်တယ်။ ဒီလိုမျိုးလေဖက်တာနဲ့ပတ်သက်ပြီးတော့ကာကွယ်ရမယ့်အချက်တွေကတော့သွေးပောင်ပုံမှန်ချိန်ပြီးတော့သွေးတွင်းမဖြစ်အောင်ထိန်းရမယ်သွေးတွင်းတကြားထက်ကိုဖောက်ပြီးတော့သွေးတွင်းတကြားထက်တက်မတက်စောင့်ကြည့်ရမှာဖြစ်တယ်သွေးတွင်းအစီကိုမများအောင်ဂရုစိုက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ပြောကြားသွားတဲ့အကြောင်းအရာတွေကတတိထားပြီးအရေးကြီးပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးနှစ်ခုကို မှတ်မိလားကျွန်တော်သိချင်ပါတယ်။နံပါတ်1အချက်ကတော့လေးဖြတ်ပြီးဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပေါ်ပေါက်တက်တလဲဆိုတာသတိရမှတ်မိပါရဲ့လားခင်ဗျာ။ဒုတိယတစ်ချက်ကတော့လေးဖြတ်တာကိုဘယ်လိုအချက်လက်တွေနဲ့ကာကွယ်လို့ရတယ်ဆိုတာမှတ်မိပါသလားခင်ဗျာ။မှတ်မိရသလိုရှိရင် comment လေးရေးခဲ့လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။